ပါဦးလေမြင်ပါပါသူရဲ့ကဲလူဖြစ်ရေဟိုဟာဒီချက်ဝါသနာပေါ့နော်ချက်ပေါ်မှာဥလေးရှိမှထားဥလေးထားတဲ့စိတ်ဓာတ်ကိုနည်းနည်းလေးဝင်မြပေးပါအောင်ချက်ပေါ်မှာထားတဲ့ဥလေးစိတ်ဓာတ်ကတော့ဥလေးတို့ကြတော့ချက်တည်ဟုတ်ကဲ့တို့ခုဖြစ်လို့နေမကောင်းပါ냐ဖြစ်တာကမှဥလေးတို့ကအဲအဲ့လိုမပြောတဲ့လူတွေပေါ့ဟုတ်တယ်ဟုတ်တယ်ချက်ကိုတာတန်ရောစင်ကြည့်ပါဟုတ်ပါတယ်ဟုတ်ပါပြီးတော့ချက်တည်များရှင်လန်းနေလို့ရှိရင်ဥလေးတို့လည်း ိတ်ချမ်းသာတရားကိုစိတ်ချမ်းသာရတယ်ဟုတ်တယ်ဟုတ်တယ်ဒါကတော့အမှန်ပြောတာပြောမှာစဉ်စက်တွေတော့အစာလေးရေစာဒီနေ့ကုန်ကန်ကြီးကိုနောက်တဲ့နှစ်ရက်လောက်ကနေကြိုးပြီးတော့ဦးလေးတို့ကရင်ဆိုင်မှုထားတယ်စိတ်ပူတာပေါ့စိတ်ပူတာဟုတ်ကဲ့ကိုမစားရနေစေပေါ့ဒူရဟုတ်ကဲ့ဟုတ်ကဲ့အဲ့လောက်ထိချစ်တာဦးလေးတို့ဟုတ်ကဲ့အဲ့လိုပါဒူရအဲ့နောက်ဒီအခုဒါကျွန်တော်လဲဒါဦးလေးရဲ့စိတ်ဓာတ်ကိုအများအပြားသိတယ်လေဒီကြက်တွေနဲ့တသားတည်းကြတဲ့လူတယောက်ကပဲကြက်လောကနဲ့အဆင်ပြေနိုင်မယ်လို့ထင်တယ်နော်ရှင်းတာပေါ့ဒူရရှင်းတယ်နော် ကျွန်တော်ကျွန်တော်တို့ဒီခြံမှာဆက်ဆာချင်းဒါဒီညီလေးတွေမရောက်ခင်အားဆိုရင်ဟိုကြက်ကိုယွန်တဲ့កောင်းတော်ရှိတယ်လုံးဝအဲ့ဟာကြီးကလုံးဝ short ဖြစ်စီတယ်ကျွန်တော်ကြက်ယွန်တယ်ဆိုတော့ဩဒါဟာဒါဟာဒါကတော့သူကြက်မချစ်တဲ့လူမလို့ဗောနော်ဟုတ်လားနော်ကျောက်ပါဒနာတက်ပြီးတော့စိတ်ကမပါတယ်ကျွန်တော်တို့ဆိုခေါင်းပေါ်မှာပါကြက်ချီးတွေပေလို့ပေတခါတော့နောက်မှာကြက်ချီးတွေအင်းမပါသွားတယ်အဲ့ဒါမယုံဘူးဗျာညီကိုတို့ရဲ့အဲ့ဒါအဲ့ဒီဟာလေးတစ်ခုတော့ဒါ အပြော်တန်းလေးမေးတာဖြစ်ပါတယ်ကဲမပြောရှင်သေးလဲပြောပြတာဒီညဒီလောက်ပါပဲတူရကဲမင်္ဂလာပါဟောဒီကပါဟောဒီကပါကဲမင်္ဂလာပါတူရဟုတ်ကဲ့မင်္ဂလာပါဒီတော့လေကသူရမေးကြည့်တယ်ဟုတ်ကဲ့ဘီရနေနေကကောင်းတော့တော့သိတယ်အဲ့ဒါဘီရနေတိုင်းကကောင်းတော့လားဆိုတာညီတို့လည်းအားလုံးဝင်မြောက်ကြတော့သိတယ်ဟိုရအဲ့ကြောင့်ထဲတော့ညီတို့လည်းသိတယ်လို့ရှင်းတယ်ဟုတ်ကဲ့ဘီရနေမှာအချက်ကဒီတော်တော်ကွာခြားတဲ့ချက်အစင်တဲ့တမျိုးနဲ့တမျိုးဟာ အရန်ကွာချားတယ်ဒီအိန္ဒိယဇက်နှိမ့်ဇက်မြင့်လောက်အောင်ကိုကွာချားတယ်ဗီယက်နမ်မှာသွင်းနှိမ့်သွင်းမြင့်နှစ်မျိုးရှိတယ်သွင်းနှိမ့်ကြက်တရားဗီယက်နမ်သွင်းနှိမ့်ကြက်တရားခွင့်ရင်သာလေးတာ ပြီးရင်တော့အမတန်မြန်ကြတယ်ဆိုတော့ဒီကြက်တရားဘတ်တထောင်မတန်ဘူးဒါဒါဝယ်တော့ဘာပြက်ဝယ်တော့ဘတ်တထောင်နှစ်ထောင်နဲ့ရရရပေါ့ဒါပေမဲ့တို့ဗီယက်နမ်မှာဘတ်300ဘတ်200 300ဆိုရင်ဒါဟင်းဟင်းချက်စားဖို့ဝယ်ကြတာပေါ့ အခုဒီတကယ်တမ်းဘီဒီထိုင်းချက်လောကကိုမြင့်တင်သွားသေးတာဘီယန်နယ်သွေးမြင့်ချက်တွေဘီယန်နယ်သွေးမြင့်ချက်တကောင်ကဘတ်တသန်းလက်တန်တယ်၁၀သန်းလက်တန်တယ်ဘတ်တသိန်းလက်တန်တယ်အ ਨੇ ဆုံးဘတ်တသိန်းအထက်မှာရှိတယ်ဒါဒါဒါအဲ့ဘီယန်နယ်နေကြောင်းမယ်ထိုင်းရဲ့ကြက်လောကကြီးရတိုးတက်ပြောင်းလဲသွားတာလေးကြီးရဘီယန်နယ်မာလော့တွေကနေဗမာအိုင်ယူတွေနဲ့ဆက်လိုက်တဲ့အခါမာလော့အိုင်ယူတွေထွက်လာတယ်မာလော့လမ်းမုံတွေထွက်လာတယ် ဒါဆက်နီးတွေကတော့တို့ပဲသိမှာပေါ့ဗျာနော် BNN ချိန်လန်းနေတဲ့ဒီစီးမရှိကမ်းရှိပကွိုင်းနေနဲ့ဆက်လာတဲ့အခါစီးကမ်းရှိတဲ့ကွိုင်းတွေထွက်လာတယ်အဲ့ရမှာတဆင်ဆင်ကွိုင်းကြောထုတွေထွက်လာတယ်ရှင်းရှင်းလေးပဲကမ္ဘာကျလောကကိုထောက်မှန်ပေးတာ BNN ပဲအဲ့တော့ BNN ကောင်းတယ်ဆိုလို့ဗမာပြည်မှာ BNN အဲ့လိုကောင်းကောင်းရဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးဒီ time မှာတော့မှတကယ်တမ်းဆိုရင်ဒါ CP ဖန်က ဗီယက်နမ် quality အကောင်းဆုံးချက်တွေကိုမျိုးပေါ့ဝီဖြတ်မိတာထိုင်းကျက်လောကရဲ့ကျေးဇူးရှင်ရဲ့စီပီဖန်ပဲဒါပေမဲ့လက်ရှိစီပီဖန်ကဖြတ်သိမ်းသွားပြီနှစ်နှစ်လောက်ရှိပြီဖြတ်သိမ်းသွားပြီဆိုတော့ဒီဗီယက်နမ်တွေကိုအဲ့ဒီဒါပေမဲ့ဗီယက်နမ်သီးသန့်မျိုးဆက်ထိန်းသိမ်းတဲ့သူတွေလည်းရှိတယ်အခုလက်ရှိကျောထုတွေခေစားရဲဆိုတာဒါစီပီဖန်ရဲ့ကျေးဇူးတွေပဲဒါပေမဲ့စီပီဖန်ကမျိုးကောင်းလောကြီးလို့ဖြတ်သိမ်းသွားတာဟိုပြောမယ်ဆိုရင်ဦးလေးရေတို့ကိုဗစ်ကာလတွေမှာ ဒီအင်ဒိုနီးရှားတို့ပါကစ္စတန်တို့ကိုချက်တွေမပို့အောင်အဲအဲ့ရစပြီသူတို့ရစီးပွားရေးရိုင်းလဲတာပေါ့နော်ထိုင်းနိုင်ငံမှာလည်းပြည်ပဖန်ကတစုံလောက်ဝယ်လိုက်ပြီဆိုရင်သူတို့ကြက်မျိုးတစ်ခုတိဆောက်ပြီးဘဝလုံးလို့ရသွားပြီသူမှပင်ရင်းရှိတဲ့မျိုးတွေနဲ့ပေါင်းဆက်ပြီးတော့ဆိုတော့ကြာလာတော့စီးပဖန်ရဲ့ရောင်းအားတွေကကြာလာတယ်သူတို့ကလည်းဒီတကောင်ကိုဘတ်၃၄စိမ့်ဘတ်တန်းတကယ်ကောင်းတဲ့ချက်ဆိုဘတ်တန်း ဘတ်တသိန်းနှစ်သိန်းအောက်ကိုမရောက်နိုင်ဘူးစီဖန်တကယ်တမ်းသွင်းမြင်သူတို့ကိုယ်တိုင်ကို BNM ကိုဈေးကြီးကြီးဝယ်ပြီးတော့ဖောက်ရတာဒါအခြေခံပေါ့ဒါကျွန်တော်လေးလာမိသလောက်ပေါ့နော်ဖိုင်းချက်လောကရဲ့ကျေးဇူးရှင်ဟာ BNM သွင်းမြင်ချက်တွေပဲဆိုတော့ဗမာပြည်ကိုဝင်တဲ့ချက်တွေရဲ့69ရာခိုင်နှုန်းကသွင်းနေလေအဲ့သွင်းနေနေကဘတ်တထောင်မတန်ဘူးအထမ်းသမားရှိမှဝယ်လို့ရတယ်ထိုင်းနေကဘယ်တော့မှဗမာပြည်ကိုသွင်းမြင် BNM ကိုလွယ်လွယ်ကူကူမရပါဘူး ဆိုတော့အဆက်အဆက်တကယ်ရင်းနှီးတဲ့မိတ်ဆွေတွေကတစ်ဆင့်မှဒီဘီယန်နဲ့နေရာရနိုင်တယ်။ဆိုတော့ညီကိုတို့အနေနဲ့ဘီယန်နဲ့နိုင်ရမကောင်းပါဘူး။သွေးနဲ့ရင်ဟုတ်တယ်မလား။ကိုရလေးတယ်ပြေးပါဖြစ်လေဘယ်တော့မဆက်တော့ဘူးဟဲ့ဟုတ်ကဲ့မင်္ဂလာပါလို့နော်ဖီချန်ကတော့ဒီမှာတပည့်နှစ်ယောက်ရပြီနော်ဝါရီကပါကဲဦးလေးကိုကျွန်တော်မေးမယ်ဦးလေးဦးလေးနဲ့ကျွန်တော်နဲ့အလौဆလောက်တဲ့ကာလအတွင်းအလက်ပိုင်းလောက်မှာ ရွှေရိုးတို့မနစ်ကကျွန်တော်ရွှေရိုးတို့စဖောက်တဲ့ချိန်နဲ့ရပါတော့ကျွန်တော်ကွိုင်းနေနဲ့ဖောက်တယ်ဒါအားလုံးလည်းသိပါတယ်တော်တော်များများဆိုတော့နောက်အခုနောက်ပိုင်းကျွန်တော်ချက်မှာဟိုဒီကွိုင်းဟိုမှာနောက်ဆုံးကြောထုဘာရှင်းနေအများဆုံးဝင်လာတယ်နော်တာထိုးတွေရောကြက်မတွေရောအကုန်တကယ်စိတ်ကြိုက်ချက်တွေဝင်လာတယ်ပေါ့နော်။အော်တချံလုံးကလည်း꽌ညံဖြစ်ဖို့နီးလာပြီ။ဒီပုံမှန်လေးအမြင်လေးတစ်ချက်လောက်အသုံးသက်ပြပါမယ်။ အမြင်နဲ့တုံးတက်မယ်ဆိုလို့ရှိရင်တော့အခုဒီရလည်းမြမာရောမိုးကြပ်ဘူးကြီးပါလေဟုတ်ကဲ့ point နေ point နေပြီးတော့ချင်းနေလဲသူကြီးမှအများကြီးရောက်ဟုတ်ကဲ့ခိုင်းရတဲ့ဒါလိုက်ကိုတက်မှပြီးတော့ကြက်တယ်လို့ဒီတွေ့ရဟုတ်ကဲ့ဒါရောက်နေတဲ့အခါကျတော့ပြောရမယ်ဆိုရင်တော့ဒီရကိုကဒီနောက်ချိန်ကြိုက်မယ်ဆိုလို့ရှိရင်ဒီမြမာလန်းကိုတို့က သွေးစီစဉ်ထားတဲ့ပုံစံမျိုးချင်းနဲ့တိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေတာပဲဟုတ်ကဲ့ဥရဲ့အယူဆမှာပါချိန်လန်းတော့อืมချိန်လန်းထုတ်လေပေါ့ဟုတ်အဲ့လိုမျိုးမာလော့လန်းကြတော့လေသူကအရင်နဲ့ချိန်တိုက်မယ်အဲဒီသဘောပေါ့ကောင်းပါတယ်ဥရဲ့မြင်ပါတော့ဟုတ်ကဲ့ကောင်းတဲ့အပြင်နောက်နောက်တစ်ခုကဥရဲ့လိုအနေထားနေဆိုတော့တန်တော်လူအနေထားနေဆိုတော့မတက်နိုင်ဘူးဒီလိုမျိုးထိုင်းနဲ့မှာယူပြီးတော့ဈေးကြီးကြီးနေတာမတက်နိုင်ဘူးဒါပေမဲ့သူက ဒီလိုကောင်းလဲဒီမှာယူဖောက်တယ်ဆိုတာလဲနောက်သူရဲ့ငွေချင်းတွေပေါ့ဟုတ်ကဲ့ပြည်သက်တွေကိုသူ့လိုပဲရစီခြင်းလို့အများကြီးလိုရစီခြင်းလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မှန်တယ်မှန်တယ်ကျွန်တော်တကယ်တမ်းပြောရရင်ကျွန်တော်တိုက်ဖို့ကျွန်တော်ကစားဖို့အတွက်ကတော့ကျွန်တော်တကောင်တကောင်လောက်ဝယ်ယုံနဲ့အဆင်ပြေတယ်ဟုတ်ကဲ့နှကောင်၃ကောင်လောက်ဝယ်မယ်ကျွန်တော်မှမလော့လဲရှိတယ်ဟုတ်တယ်တဖြည်းဖြည်းမြင်လာလိမ့်မယ်ဒီကွန်ကြောထုတွေလည်းကျွန်တော်ကဒီခင်မစားခင်နဲ့ကျွန်တော် channel ကိုတွင်းထားတာဟုတ်ကဲ့ ဒါခုမှကျွန်တော်ထသွင်းတာမဟုတ်ဘူးသိတယ်ဘယ်ကောင်းဘယ်ကောင်းဆိုတော့လေဆိုတော့နောက်တစ်ခုကတော့နောက်တရားစီမှာတော့ဗမာပြည်မှာတကယ် quality ကောင်းတဲ့ဒီ coin တွေကိုကျွန်တော်မျှဝေခြင်းတယ်ဈေးအသင့်အင့်နေနဲ့မျှဝေခြင်းတယ်ဈေးတော့မနှဲဘူးပေါ့ဗျာမနှဲပေမဲ့အဲအခုကျွန်တော်ဝယ်ရတဲ့ဈေးတွေလောက်တော့မများဘူးပေါ့မျှဝေခြင်းတဲ့အတွက်အတန်အရှင်းနေကျွန်တော်ဖောက်နေတယ်နောက်တစ်ခုဒီ coin တွေကိုအသွင်းပြီဆိုတော့ဖာမာလန်းတွေ coin ဝင်နိုင်မဲ့ဖာမာလန်းတွေက ကျွန်တော်မှရှိတယ်အဲ့ဒါလည်းထပ်ပြီးသွင်းပြီးဖောက်ထားတယ်ဆိုတော့ဟိုတိုက်စင်းတဲ့ခံစစ်ကိုမျှအောင်လုပ်ရတာဗောလေဆိုတော့ဒီဗမာလည်းကျွန်တော်တန်တန်ရှင်းရှင်းနေဖောက်ထားတယ်ကျွန်တော်ကဒီကြက်ပေါ်မှာနှိမ့်မြုပ်ထားတယ်ကျွန်တော်ရဲ့ဝါသနာနဲ့ကျွန်တော်ငွေအချိန်တွေကိုနှိမ့်မြုပ်ထားတယ်တဖြည်းဖြည်းကျွန်တော်ရဲ့အင်အားကြီးမားလာတယ်ဆိုတာဟိုကျွန်တော်ဒီပုံမှာစေတနာထားလို့ဖြစ်တာလေเนาะညီညီတို့အနေနဲ့နောက်တရာစီမှာတော့တကယ်ဈေးအသင်းတင်းနေနဲ့ quality professional ချက်တွေခံရမှာပါကျွန်တော်အားမခံပါတယ်เนาะဟိုဟာကျွန်တော်ဘက်ကအကောင်းဆုံးဖြစ်အောင်လဲဟိုလိုအပ်တယ်လို့ season ဟိုတာဝန်ယူပြီးလောက်ကင်ပေးမှာပါနောက်တရားစီတွတ်တော့ဟိုကျွန်တော်ထင်တော့ဒီဗမာပြည်ရဲ့နောက်တရားစီကဒီကျောထူးတို့မာလော်တို့ရဲ့ပြိုင်ပွဲတွေမြန်မြန်ဆဆတွေ့ရလာနိုင်တယ်เนาะဦးလေးရောဘယ်လိုမြင်လဲဦးလေးလည်း အခုလည်းအဲ့လိုပဲပြီးဆုံးကတ်တယ်လူလို့မြင်တယ်ဟုတ်ကဲ့ဒီပေါ်မှာဒီပေါ်မှာဗမာကြက်မျိုးရင်းဖောက်တဲ့ညီကိုတွေဘလို့ပြင်ဆင်တဲ့လဲဆိုတဲ့ဟာတွေကိုကျွန်တော်ဆက်ပြီးနောက်တစ်ပိုင်းနေနဲ့လောက်ပြသွားကဲမင်္ဂလာပါ